အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့ဆိုင်းကွန်နီပဲဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်ဒီနေ့ပြောပြမှာကအမေးများတဲ့ဟာပေါ့ဆရာလေးဝင်တိုင်းနဲ့ပတ်သက်ပြီးတော့ပဲပြောမယ်နော်တိုင်းနဲ့ပတ်သက်ပြီးတော့တို့ကဝင်ပူးတာတွေဝင်စည်းတာတွေရှိသလားဆရာလေးမအောင်အဲ့လိုမျိုးတွေဂျုံတွေးတာတွေရှိသလားဆိုတာအင်းကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘဝမှာဖြစ်ပျက်ခဲ့တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးမယ်နော်အဲ့ဒါပြောပြပေးမယ်အဲ့ဒါဟာဘာလဲဆိုတော့ကျွန်တော်ပေါ့နော်အမ်ပြောချင်တာကဘာလဲဆိုတော့ဒါက ဝင်ပူးတယ်ဆိုတာက လုံးဝဝင်ပူးတဲ့အထက်မှာလုံးဝအသိစိတ် မရှိဘဲနဲ့အသိစိတ်ပျောက်သွားတဲ့ပုံစံမျိုးပေါ့အဲဝင်စည်းတာကြတော့အဲ့လိုမျိုးမဟုတ်ဘူးအသိစိတ်ကတော့ကိုယ့်ကိုရှိသေးတယ်အသိစိတ်ကဘလူးတွေပါနေစည်းရယ်ဆိုရင်တည်ရတိုင်းပဲဟောထတာထလို့မရဘူးဒါပေမဲ့ကိုယ့်ကိုကိုယ်တည်တယ်အတိုင်းပဲဝင်စည်းတယ်ဆိုတာကြတော့ကျွန်တော်တို့ကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုမပိုင်တော့တဲ့ပုံစံမျိုးဒါမှလှုပ်ရှားနေတဲ့အမူအရာတော့တည်တယ်ဒါမှအတိတ်စိတ်ကပြောက်မသွားဘူးအဲ့လိုမျိုးရာဝင်စည်းရလို့ပြောတယ် ကျွန်တော်ပြောရမယ်ဆိုရင်တော့အဲ့လိုမျိုးဖြစ်ဖြစ်ခဲ့သလားဆိုတော့ဒီဗီဒီယိုကတော့ရှေ့တော့ရှေ့မယ်ပေါ့နော်ဖြစ်ဖြစ်ခဲ့သလားဆိုတော့อืมကျွန်တော်ဖြစ်ဖြစ်ခဲ့တယ်ကျွန်တော်ဖြစ်ကျွန်တော်ကိုယ်တိုင်ဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်ခဲ့တယ်ဝင်စည်းတဲ့ပုံစံမျိုးอ่ะဒါကဘာလဲဆိုတော့ကျွန်တော်ဟိုအဲပြောရမယ်ဆိုရင်ကျွန်တော်ပေါ့နော်လွန်ခဲ့တဲ့၈နှစ်၉နှစ်လောက်ကပေါ့လူပြိုပေါက်ကလေးစဖြစ်တဲ့အချိန်လုံးပေါ့နော်အဲ့လိုမျိုးလုံးဆိုရင်ဘာလဲဆိုတော့ကျွန်တော်စဖြစ်တာကအเจ้าမှာပေါ့နော်အရန်မှတ်မိအเจ้าမှာဘာလဲဆိုတော့အဲ့လိုမျိုး မုတ်တွေပါတွေစားသမင်းတွေပါတွေစားတဲ့အချိန်မှာလက်ကတုံးတာကျွန်တော်အကျော်အားနေတယ်ပဲထင်တာပေါ့တုံးတုံးပြီးတော့ဖျားလိုက်ပါတယ်ရှစ်ခိုးတယ်ဆိုလဲခန္ဓာကိုယ်အဲ့လိုမျိုးပေါ့နော်ရိမ့်တယ်လို့မျိုးအဲ့လိုမျိုးရိုင်းတယ်လို့မျိုးအဲ့လိုမျိုးရိမ့်တာဒီလိုမျိုးတွေဖြစ်ကျွန်တော်ကျွန်တော်ကျွန်တော်အစိတ်ကိုကျွန်တော်တည်တယ်ဒါပေမဲ့အိမ်ုံသွားပြအိမ်ုံသွားပြတော့မင်းအာအယုံကြောတွေအားနေနေတာဘာညာကျွန်တော်ကပြောတာပေါ့ကျွန်တော်ပြောတော့အော်ဟုတ်ပြီအဲ့လိုမျိုးသွားပြတော့သွားပြတဲ့အချိန်လည်းမရှိဘူး ိုဆိုးလာပါလဲဆိုအဲ့ရနေပြီးတော့ပိုပိုဆိုးဆိုးလာကျွန်တော်စိတ်တွေစိတ်တွေကလေတမျိုးပြောင်းလဲပြီးတော့မှဖြစ်လာတာပေါ့ကျွန်တော်ဆိုလည်းအများကြီးခံစားရတာပေါ့နော်ပြောင်းလဲပြီးတော့မှကျွန်တော်ဖြစ်လာဘလို့ဘလို့လေးလေးလေးဖြစ်လာလဲဆိုတော့အင်းတခါတလေပေါ့နော်ဟိုစဉ်းစားရတဲ့ပုံစံမျိုးကဘလို့လဲဆိုတော့ဒါအော်အမှန်တိုင်းပဲကျွန်တော်ဝင်ခံလိုက်ပါမယ်ကျွန်တော်လည်းမလိန်တော့ဆိုတော့ဘာလဲဆိုတော့ကျွန်တော်ညရောက်ပြီဆိုရင်တပတ်မှာ3ရက်4ရက်လောက်ဆိုကျွန်တော်ညရောက်ပြီဆိုရင်လေအတိစိတ်က ်ဒီလိုမျိုးကျွန်တော်ရဲ့ကျွန်တော်ခန္ဓာကိုကျွန်တော်မပိုင်ဒီလိုမျိုးပဲစိတ်ကတော့ရှိတယ်ကျွန်တော်ပေါ့နော်အေးအရှိမကန်ရှိကန်တဲ့ရေတွေထွက်ရေတွေထက်ရေတွေထက်ပန်းနေကျဲရေတွေထက်အဲ့လိုမျိုးကလောက်တာပေါ့နော်အာပန်းဆိုပန်းမရှိရင်ကျွန်တော်ဖျားကိုစွန့်အဖေရှင်မဆော့ဖျားပြီးတော့စွန့်ပါတယ်ဖျားဆိုပြီးစွန့်စွန့်ပြီးတော့မှအိမ်ကလူတွေကပြောနေပါလို့နေရလဲလို့ပြောတော့မဟုတ်ဘူးရေချိုးဖို့အတွက်အာဘယ်သူရေချိုးဖို့တော့ကျွန်တော်အတိတ်မှာကြံခဲ့တဲ့သူရှိတယ်သူစောင့်နေတယ်ကျွန်တော်စောင့်နေတယ် ကျွန်တော်မရှိရင် तू နေလို့ရမှာမဟုတ်ဘူး तू ကိုကျွန်တော် तू ကကျွန်တော်ကိုစောင့်နေတယ်ဒီလားစောင့်နေတယ်ကျွန်တော်မရှိရင် तू မနေရမနေနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော် तू ကဒါက तू ရေချိုးဖို့ဆိုကျွန်တော်လေရေတွေခတ်အဲ့လိုမျိုးလို့အဲ့လိုမျိုးအခြေအနေတွေပေါ်ဖြစ်လာဖြစ်လာအိမ်ကစိတ်ချမ်းသာရေးပါပြဒါမဲ့အကုန်အကုန်အကောင်းပေါ့အကုန်အကောင်းအဲ့ဒီကနေပြီးတော့မှ ဘယ်လိုပြောရမလဲဆိုတော့ပို့ပို့ပြီးတော့မှအရှာအဟာရကိုမလုတ်သေးဘူးเนาะအရှာအာ logi ဆရာတွေပိုင်းတော့မလုတ်သေးဘူးအဲ့လိုမျိုးလောက်တော့ကျွန်တော်ကအဲ့လိုမျိုးဖြစ်လာတဲ့ဟာရက်တွေပိုင်းစိတ်လာကျွန်တော်ပါဇက်ကနေပြီးတော့မှပြောတဲ့ဟာတွေသူတို့တွေဖြစ်လာတယ်သူတို့တွေစီးပွားတွေပိုင်းကြာလာတယ်တော့ဘာဖြစ်ဖြစ်ဆရာရှင်နဲ့လုံမယ်ပေါ့เนาะဆရာရှင်နဲ့လုတ်တော့ဘယ်လိုလဲဆိုတော့လုံမယ်မတိုင်ခင်မှာသူတို့ဒီဒီဟာကိုယုံတဲ့သူပဲเนาะဖြစ်ဖူးတဲ့သူပဲဘာလဲဆိုတော့သူတို့ကြည့်တဲ့ကိုယ့်ကိုကြည့်တဲ့အကြည့်อ่ะကွာ ဘယ်လိုပြောရမလဲဒီဇိုင်းကကိုယ့်ကိုကြည့်တဲ့ပုံစံမျိုးမဟုတ်ဘူးကြည့်တဲ့ပုံစံမျိုးမိသားစုတွေကျွန်တော်တငယ်ချင်းတွေကျွန်တော်အဲ့လိုမျိုးဖြစ်တော့မှကြည့်တဲ့ပုံစံမျိုးကကျွန်တော်ခုတော့ပြောနေရပါတော့အဲ့လိုကကြည့်တဲ့ပုံစံမျိုးကျွန်တော်လေးအခုဘယ်လိုပြောရမလဲခံစားအဲ့လိုမျိုးဖြစ်တဲ့အချိန်ကျရင်အရင်လဲရှက်လဲရှက်တလိုမျိုးငိုလဲငိုချင်တယ်ပေါ့ဘာလို့အသိစိတ်ကရှိတော့ရှိရဒါပေမဲ့လေကိုယ့်ကိုမပိုင်တဲ့ခံစားချက်ဘယ်လိုပုံစံမျိုးပေါ့ပြောရင်းဆိုရင်တော့ငိုတဲ့ငိုတော့ငိုချင်လာအဲ့လိုမျိုးခံစားချက်ကလေအရင် မကောင်းပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်မိတာပေါ့ဒီလားအဲ့လိုမျိုးဖြစ်တော့အဲဆရာကြီးနဲ့ပြမယ်ဆိုပြဆရာကြီးနဲ့ပြကြပါနော်ဆရာကြီးနဲ့ပြဆရာကြီးနဲ့ပြတော့ကျွန်တော်လည်းကောင်းတဲ့ဆရာကြီးနဲ့ကျွန်တော်ဝက်လာတော့မသိဘူးကောင်းတဲ့ဆရာကြီးနဲ့တော့မတွေ့ခဲ့ဘူးဘယောဂါတွေဖြစ်တယ်ဘယောဂါတွေဖြစ်တယ်အစားတော့တသိန်းနှစ်သိန်းတသိန်းရနေပြောဒီဘယောဂါကမနိုင်ဘူးလောက်ရမယ်ဆိုပြီးတော့မှ၅သိန်း၁၀သိန်းအဲ့လိုမျိုးတွေတောင်း တဆင်ချင်းတွေတောင်းတာအများကြီးရှိတောင်းကျွန်တော်ကလည်းပို့ပို့ပြီးတော့မှဖြစ်လေပို့ပို့ပြီးတော့မှစိုးလေဖြစ်လာပို့ပို့ပြီးတော့မှအဲ့မှအရင်ကပြောတော့နေရငါတို့အကောင့်အကောင့်အကောင့်မပေးဘူးအစိုးတွေပဲဖြစ်တယ်အဲ့လိုမျိုးတွေပဲကျွန်တော်ပြောလာပါတော့အဲ့လိုမှဆိုရင်ညီကောင်မောင်နှမတွေအဲ့လိုမျိုးသူတို့ကြီးတဲ့အကြည့်တွေကကွာပြောမယ်ဆိုရင်တော့ရင်ထဲမှာအရန်အရန်ဟွာဖြစ်တာပေါ့တော့ဆရာတွေပါတွေနဲ့သွားပြပြတဲ့အခါကျရင်လည်း ဒါကျွန်တော်ကဆရာတန်းကိုစော်ကားတာမဟုတ်မှန်တဲ့ဆရာကိုစော်ကားတာမဟုတ်ပါဘူးဒါကျွန်တော်ဖြစ်ပြက်ခဲ့တဲ့အရာကျွန်တော်တို့အာပယောဂတွေပါလေရှိလားပယောဂတွေပါလေရှိရင်ထိုးတဲ့သူတို့ထိုးတဲ့ဟာရှိရထိုးရင်ပူမယ်တို့ပါလို့ပေါ့နော်သူတို့ကဘယ်လိုလဲဆိုတော့အခုကျွန်တော်ဟိုကဖြစ်ပြီးတော့မှတည်တာပေါ့နော်ပူမယ်ဆိုအဲ့ဒီအချောင်းထဲမှာကျွန်တော်တို့ကားဘက်ထရီကိုလုတ်တဲ့ဟာပေါ့သူတို့အမှန်ဟိုဟာရှိတယ်အဲ့ဒီဟာလေးကိုနှိပ်တာပေါ့နှိပ်လိုက်ထိုးလိုက်ပူတာပေါ့နော်ကျွန်တော်တို့ပူတယ်ပူတယ်တွေ့လားတွေ့လားအောက်လန်းအောက်လန်းမိတယ်ဆိုပြအိမ်ကအစင်ချင်းတစင်ချင်းကုံကုံလာပေါ့နော်အဲ့လိုမျိုးဆိုဘလောက်လောက်ကုံလဲဆိုရင် 300 400လွန်ခဲ့တဲ့လွန်ခဲ့တဲ့ရှင်းနဲ့ဂုံးနဲ့က300 400ဆိုတာအများကြီးပဲပေါ့နော်အဲ့လိုမျိုးပေါ့ဒါမဲ့အရင်လဲကိုယ့်ကိုရှက်တာပေါ့ဒါမဲ့အဲ့လိုမျိုးနဲ့ပျောက်ကင်းသွားတာပေါ့နော်တခါတလေကိုယ့်ကိုပြန်စဉ်းစားမိတယ်တလားငါအတိတ်မှာအဲ့ရနေပြီးတော့မှကျွန်တော်ပြန်စင်းစားပေါ့ငါကအတိတ်မှာကြံခဲ့တဲ့သူရှင်သူကငါ့ကိုအဲ့လောက်တောင်မှလူတော့မတိုးနိုင်အောင်အဲ့လောက်တောင်ဖြစ်အောင်ငါ့ကိုလှုပ်သလားငါ့ကိုသူတို့ကအဲ့လိုငါ့ကိုသူကလှုပ်ရက်သလား ငါဘာလို့အလောက်တောင်မှဖြစ်တာလဲဆိုတော့ခံစားချက်ပေါ့ဒီလားငါအဲ့လိုမျိုးဟိုဖြစ်ရခေါင်းလားဆိုအဲ့အချိန်တုန်းကအခုချိန်တော့ပြောပြောပြောပါပါပေါ့အဲ့တုန်းကလုံးဝအခန်းထဲမှာဆိုလဲကွာတယောက်တည်းဒီလားအာမဟုတ်ကျွန်တော်ဆိုခန်းတကားတွေခောက်ပြီးတော့မှကျွန်တော်ကိုယ်စိတ်ကိုတည်ရဒါမှလေမပိုင်တော့တလို့မျိုးပဲကျွန်တော်ကိုမျောနေတယ်ကျွန်တော်ကိုသူစောင့်နေတယ်အဲ့လိုမျိုးမရှိတော့ဘူးလားပေါ့ ဟိုသူ့ကိုတရားတော့မလုပ်ပါနဲ့ကျွန်တော်ကသူကရှာနေတာကျွန်တော်ကလိုက်ခဲ့တာပါဆိုတဲ့ပုံစံမျိုးတွေပေါ့အဲ့လိုမျိုးတွေပြောဒါမှမဟုတ်ကိုကိုပြန်စင်းစားတယ်ငါ့ကိုအဲ့လိုမျိုးလုပ်တဲ့သူကငါ့ကိုအဲ့လောက်တောင်မှဒဏ်ရာတွေပေးသလားဆိုတဲ့ပုံစံမျိုးပေါ့အရင်ကျွန်တော်ဟိုရှက်စရာကောလူတော်မတိုးတဲ့ပုံစံမျိုးရောဒါကတော့ဖြစ်ဖူးတဲ့သူတိုင်းကြုံဖူးတဲ့သူရှိခဲ့တယ်ဆိုရင်တော့တိမာပေါ့နော်အဲ့လိုမျိုးအသိနေရကိုကိုပြောပြီးတော့ပြောတာထက်ကြီးအကြည့်တာကိုရဲ့ဆွေမျိုးသားချင်းတွေကကိုကို အဲ့လိုမျိုးကြီးတဲ့တိတဲ့ပုံစံမျိုးဆယ်ကျော်တက်ရွယ်ဆိုပြီးတော့မှလူပြောပေါ့စားဆိုရင်လည်းတိတဲ့အတိုင်းပဲသူရက်တောင်မှလှုံရင်ကြွေကြတဲ့ပုံစံမျိုးအရင်ချင်းကြက်တဲ့သူတွေဆိုဆိုတော့မှဒီလိုခံစားချက်ကခံစားနိုင်မှာမဟုတ်ဘူးအဲ့လိုမျိုးသူရက်လေးကြွေကြွေအောင်ရင်ခုန်တက်တဲ့အရွယ်တွေဆိုတော့အဲ့လိုမျိုးတွေဖြစ်လိုက်တဲ့အချိန်မှာလူကလုံးဝလေအော်ငါအတိတ်ဘဝကသူဆိုတဲ့လူဆိုတဲ့သူကငါ့ကိုအဲ့လောက်တောင်မှဖြစ်သလားစေကန်းနေစေုံနေပြတော့လဲဘာမှမဖြစ်ဘူး ဟိုအုံနောက်တွေအာယုံကြောတွေပြတော့လဲအကောင်းကောင်းတာထားတော့လွန်သေးတယ်အဲ့လိုဖြစ်သလားဆိုကျွန်တော်ဆူတောင်းတာပေါ့ငါသူလဲတနာလဲတနာပါတယ်သူလဲအဲ့လိုငါလိုမျိုးများဖြစ်မလားကျွန်တော်အမြဲတမ်းဆူတောင်းတယ်အသိဘွားကသူနဲ့ငါမတွေ့ပြစီနဲ့ငါသူလဲမတွေ့ခြင်းဘူးတွေ့တဲ့ခံကြရင်လဲအရန်တော်သားထုံပြောပါဆိုငါ့ကိုသူလိုမျိုးတွေလုတ်ခဲတာသူလဲအဲ့လိုမျိုးရင်လဲဖြစ်ကောင်းဖြစ်နိုင်မှာပေါ့ဒါမဲ့ငါသူလိုမျိုးတွေလုတ်တဲ့အတွက်ကြောင့်မလို့ငါသူနဲ့မတွေ့ခြင်းဘူး ဘဝတွေရှင်းရင်စုံလဲမစုံကျင်တော့ဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးတွေရှိခဲ့တာဗောနော်ကျွန်တော်အဲ့လိုမျိုးတွေဖြစ်ခဲ့တာပြီးတော့မှဆေးရီပိုင်ဆရာကောင်းတမကောင်းဖုံဖုံငါကရေမန်းနေပိုင်တိုက်ပရိသေးပိုင်လုံးနေမှာထားပါဒီပညာနဲ့အိုဟာဖြစ်တာပေါ့ဒီရလုံးဆိုတာလေအင်အားအင်အားသူတွေကကျွန်တော်ကိုလေဒီရလုံးကိုလေဟိုဘယ်လိုပြောမလဲခုနသားသမီးတွေကိုဆရာလေးကကူညီနေရပဲဟိုဟာဖြစ်မှာလို့အဲ့လိုမျိုးဆရာလေးလိုမျိုးသားတယောက်လိုချင်လိုက်တာရှင်သူတို့ပြောမှာပဲဆိုတော့ ဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ကလေကိုယ့်အကိုကိုပစံနဲ့ကိုလို့ကိုယ့်အနေကိုကိုယ်ကဖြစ်လို့ဘယ်သူမှဘာမှမပြောကြတာဒီလားဘာမှမပြောကြတာဟိုဟာတခုခုဖြစ်ရင်ကျွန်တော်ကလေအဲ့လိုမျိုးလွတ်ထားတဲ့ပုံစံမျိုးပေါ့ဒါမှမဟုတ်ခုနောက်ပိုင်းကျတော့လူကြီးကြလဲလက်ခံလာပါတယ်ဒီလောက်ကကောင်းပါတယ်ဆိုတဲ့ပုံစံမျိုးပြောချင်တာကတော့အဲ့လိုမျိုးရှိတယ်ဝင်ပူးတာနဲ့ဝင်စည်းတယ်ဆိုအဲ့လိုမျိုးရှိတယ်ဒါကယုံကြည်တဲ့သူတွေကိုပဲပြောတာ ကျွန်တော်ဘဝမှာအဲ့လိုမျိုးခံစားခဲ့ရတဲ့ပုံစံမျိုးတွေရှိတယ်။မကောင်းတဲ့သူတွေနဲ့လည်းတွေ့ခဲ့တယ်။ငွေကြေးနဲ့ပတ်သက်ပြီးကျွန်တော်အမေဆိုလည်းကျွန်တော်ကိုဆုံးမတယ်။နင်းမချမ်းသာရင်နေလောဘမတက်မိစေနဲ့။ကျွန်တော်ဘဝမှာလေးဆိုင်းကွန်ဒီကလောဘကြီးတယ်။ဆိုင်းကွန်ဒီကပတ်စံနဲ့ပတ်သက်ပြီးတော့မှအရန်လုတယ်လို့ပြောရင်ကျွန်တော်လည်းအခုချက်ချင်းတော့အဲ့လိုမျိုးပေါ့နော်။ပြောချင်တာကတော့ကျွန်တော်ဘဝနဲ့အများကြီးအဲ့လိုမျိုးဖြစ်ပြီးတော့မှကျွန်တော်ပြောပြတဲ့ပုံစံမျိုးတွေဖြစ်တာ။အဲ့တော့ဒါကတော့ယုံကြည်တဲ့သူပဲမယုံကျင်တော့အယူဝဲထဲနဲ့ကျွန်တော်ယူနေပြီလို့ပဲထင်လိုက်ပါ အဲ့လိုမျိုးတော့ခံစားတော့တော့ငါယူနေပြီထင်တယ်ငါအဲ့လိုမျိုးပေါ့ငါအဲ့လိုမျိုးအဲ့လိုမျိုးပေါ့နော်ဒါပါပဲကျေးဇူးတင်ပါတယ်အဲ့လိုမျိုးဝင်ပူးတာနဲ့ဝင်စည်းရဲဆိုတာကဝင်ပူးတယ်ဆိုတာကလုံးဝအသိစိတ်ပြောက်သွားတာဝင်စည်းရဲဆိုတာကအသိစိတ်မပြောက်ဘူးကိုခနာကိုကိုမပိုင်တော့ကိုဘာလုပ်နေတယ်ဆိုတဲ့ပုံစံမျိုးတော့ရှိတယ်ဒါတွေကယုံကြည်တဲ့သူမှပဲတကယ်ရှိတယ်ဆိုတာပြောပြကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးဒါ